1989ဟာစနေသားသမီးမိတ်ဆွေတွေဟာအခြားသောနေသားတွေအတွက်ကိုမိတ်ဆွေတို့ဟာလူကတစ်ထွာလောက်ကြိုးစားရင်ကိုတထောင်လောက်အောင်မြင်မဲ့နှစ်ဖြစ်တယ်အဲ့တော့သုံးလုံးတထောင်ပြီးတွေဟာစနေတွေပေါ့1986ခုနှစ်မှာ89မှာစနေတွေဟာကိုကတထွာလောက်ကြိုးစားရင်ကိုတထောင်လောက်ရောက်မဲ့နှစ်ဖြစ်တတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့ဟာဒီနှစ်မှာဘာကိုဖြစ်ဖြစ်လုံရဲကန်ရဲလုံနိုင်စွမ်းရှိဖို့လိုအပ်တယ်လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်ရင်ကိုကနည်းနည်းလေး 조사ရင်ကိုအများကြီးအောင်မြင်မဲ့နှစ်ဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့လုံရဲကန်ရဲဖြစ်တဲ့တဲ့နှစ်ဖြစ်တယ်လုံရဲကန်ရဲကိုလည်းလိုအပ်သောနှစ်ဖြစ်ပါတယ်သို့တော့ငွေကြီးနဲ့ပတ်သက်ရင်ငွေကြီးနဲ့ပတ်သက်ရင်ဝင်ငွေဟာထွက်ငွေကဲ့သို့ဖြစ်နေတတ်တယ်ငွေကြီးနဲ့ပတ်သက်ရင်ဝင်လေထွက်လေကဲ့သို့ဖြစ်တတ်တဲ့အတွက်စနေဒီယာ1389မှာငွေကြီးနဲ့ပတ်သက်ရင်လက်ထဲထားတာမျိုးထက်ဇာငယ်ကိုအပ်ရင်အပ်တာ ဆရာဝန်မအပ်ထားခြင်းရယ်တခုခုကိုယင်းဒီလှုပ်ဆောင်မှာစနေဒီဟာ1989မှာငွေကြီးနဲ့ပတ်သက်ရင်တော့ဝင်တော့ဝင်တော့အောင်တော့အောင်မြင်နေမယ်လက်ထဲမှာပြရစရာမရှိတော့နဲ့ပြရစရာမရှိတော့ဆရာအိမ်မီးလောင်သွားတယ်အဲ့ဒါလည်းပြောင်းသွားတာဘောနော်ဆိုတော့အဲ့ဒါလည်းအပြောင်းလဲဖြစ်ခဲ့တာပဲလေနော်ဘာပဲဖြစ်ပါတက်ကျိုးရင်လက်ထိုးလော်ရတာပေါ့အဲ့တော့စနေဒီဟာ1368ခုနှစ်ထဲမှာဆိုရင် ဘာကိုဖြစ်ဖြစ်ငွေကြီးနဲ့ပတ်သက်ရင်လက်ထဲထားတာထားတခုခုကိုယင်းနီးလှုပ်ဆောင်မှာရဲရဲဝံ့ကြိုးစားဆောင်ရွက်ပါလို့အောင်မြင်ချက်တိုးတက်ခြင်းနဲ့အစဉ်ပြေမှုတွေကိုရရှိလာလိမ့်မယ်ဘလောက်ပဲကန့်ညံ့ငယ်ညံ့ငယ် စနေနေ့ဟာ1389ခုနှစ်ရကန်ဟာအထောက်အပဖြစ်စီမှာအသေးကြပဲဖြစ်တဲ့အတွက်လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကိုစတင်တိဆောက်တက်မှတ်ရန်အတွက်စူးစမ်းရန်အတွက်အောင်မြင်ရန်တိုးတက်ရန်လမ်းစာပွင့်သောကာလဖြစ်တဲ့တေချာပါတယ်2025 April ကျော်တော့မေကျော်ရင်ကိုဒိဋ္ဌာကံကောင်းမှုတွေပဲဂျိမ့်တွေပေါ့ရရှိမယ်အဲ့ဒီမေလာကျော်ရင်ယာရုလုပ်ငန်းနဲ့ပတ်သက်ရင်ယာရုတိုးတာမျိုးယာရုတက်တာမျိုးတွေဂျုံရနိုင်တယ်နေရာထိုင်ခင်းနဲ့ပတ်သက်လို့ရှိရင်အပြောင်းလဲအပြောင်းရွှေ့လေးတွေဂျုံရနိုင်တယ်အဲနိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာမျိုးလေးတွေ passport visa လုပ်ငန်းနဲ့ပတ်သက်တာလေးတွေအ အကျိုးပေးစေတယ်ငွေချင်းနဲ့ပတ်သက်ရင်တော့သာသမိကိစ္စလေးတွေကြောင်းမိသားစုကိစ္စလေးတွေကြောင်းအထက်အလိတ်တိတိအဆရှိတဲ့ကိစ္စလေးတွေကြောင်းနေရာထိုင်ခင်းအပြောင်းလဲကိစ္စလေးတွေကြောင်းငွေချင်းနဲ့ပတ်သက်ရင်ငွေဟာမမြဲသောနှစ်ငွေချင်းနဲ့ပတ်သက်ရင်ငွေဟာကိုယ်နဲ့ကောင်းတဲ့ပန်းလိုပဲအကျွေးစိလိုဖြစ်နေတတ်တဲ့အတွက်ငွေချင်းနဲ့ပတ်သက်ရင်ငွေမြဲအောင်တော်တော်ကိုထင်းထင်းသေးဆုဆောင်ရမယ့်ကာလဖြစ်တယ်။စနေသားသမီးမိတ်ဆွေများအခု1388ခုနှစ်ခုနဲ့အတွင်းမှာမိတ်ဆွေတို့ဟာဒီနှစ်တာတော့ဒီမှာဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ငွေချင်းနဲ့ပတ်သက်လာတဲ့အခါငွေမြဲဖို့အတွက်လည်းရည်ရွယ်ရရသွားပြီ။ ်ဆိုလိုတာကဒီနှစ်တည်းမှာတတိထားစင်ကြီးမှာတော့ဆက်ပစ္စည်းရင်နဲ့ပတ်သက်တာလေးတွေတော့ညံ့ပါတယ်စနေသားသမီးတွေထို့အပြင်ညီကိုမောင်နှမကိစ္စတွေဆွေမျိုးသားချင်းများအိမ်မလာရလို့ဆိုင်းပုတ်တတ်ထားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။1989ခုနှစ်အတွင်းမှာစနေသားသမီးများဆွေမျိုးသားချင်းကိစ္စ အပေါင်းသမီးဆွေကိစ္စအညီဘုံမောင်နှမကိစ္စလေးတွေမှာတော့သူတို့ကြောင့်ငွေကုန်ကြေးကြလေးတွေများရတတ်တယ်ဆက်တူလုပ်ငန်းလေးတွေမှာတတိယဆင်ញင်ရလိုအပ်ပါတယ်ဒါအပြင်အမျိုးသမီးများအနေနဲ့ကျန်းမာရေးနဲ့ပတ်သက်လာရင်အသွေးအသားနဲ့ပတ်သက်တော့ကျန်းမာရေးလေးတွေတတိယရန်လိုအပ်ပါတယ်ငကူကသွေးတိုးသွေးတက်ရှိသောမိဆွေများတတိယဆင်ញင်ပြဖို့လိုအပ်ပါတယ်အဆင်အမြင်နဲ့ပတ်သက်တာမျိုးလေးတွေအကြောကြောက်ကတ်နဲ့ပတ်သက်တာမျိုးလေးတွေမှာတော့တတိယဆင်ញင်ရလိုအပ်ပါတယ်ဒါပေမဲ့1989မှာစနေတွေဟာ ငွေဝင်ရင်ကျမ်းမာရေးကောင်းပြီးငွေမဝင်ရင်ကျမ်းမာရေးညံ့တတ်တဲ့အတွက်ကြောင့်မလို့1989တွင်းမှာမိတ်ဆွေရဲ့အိမ်တော်ဘက်ဟာစနေဆိုရင်တော့အဖြစ်ငွေများများရှာရင်ကျမ်းမာရေးများများကောင်းမှာတော့ဆရာငယ်လို့ဖြစ်မှတင်တယ်နော်ဆရာငွေမဝင်ကျမ်းမာရေးညံ့ညလာတော့ငွေဝင်ရင်ကျမ်းမာရေးကောင်းလာတတ်တဲ့အတွက်ဝင်ငွေနဲ့ထွက်ငွေဟာမိတ်ဆွေရဲ့ကျမ်းမာရေးပေါ်မှာမူတည်နေပါလေခင်ဗျာနော်ဗတိစိတ်အနာငွေငွေပတ်စံပတ်စံဆိုစိတ်မနေနဲ့ဘူးနော်ကောင်းပြီဆိုတော့သူ့အပြင်မိတ်ဆွေ1989ခုနှစ်အတွင်းမှာ စနေသားသမီးမိတ်ဆွေများကျမ်းမာရေးနဲ့ပတ်သက်ရင်အသွေးသားနဲ့ပတ်သက်တာလေးတွေးတိုးတွေးတက်တာလေးပတ်သက်တာလေးဒီမှာသတိထားစင်ကြင်ရန်ပြုမူရန်လိုအပ်သောနှစ်ဖြစ်ကြောင်းဆရာကထပ်လောင်းပြောလိုက်ပါစေ။ဒါအပြင်စနေသားသမီးမိတ်ဆွေတွေကဒီနှစ်တာတော့ဒီမှာရင်ဆက်ပစ္စည်းနဲ့ပတ်သက်တာလေးတွေညံ့ပါတယ်။ငွေကြေးနဲ့ပတ်သက်ရရှိတာငားတာလေးဒီမှာသတိထားစင်ကြင်မှာဆွေမျိုးသားချင်းကိစ္စ၊ညီပေါ်မတော်မကိစ္စ၊ဆက်ပစ္စည်းကိစ္စ၊ရင်ကိစ္စ၊ဆက်တူကိစ္စလေးတွေ၊စာချုပ်စာတမ်းကိစ္စလေးတွေမှာသတိထားစင်ကြင်လှုပ်ဆောင်ရန်လိုအပ်ကြောင်းထပ်လောင်းပြောလိုပါတယ်။ကျန်တာကဘာမှမညံ့ပါဘူး။ကိုကတစ်ထွာလောက်လုပ်ရင်တထောင်လောက်အကျိုးပေးမယ်နှစ်ဖြစ်ပါတယ်။ဒါအပြင်ထောင်သွင်း 1968ခုနှစ်ပြည်မှာစနေတွေဟာယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးတော့အပြောင်းလဲလေးတွေပေါ်လာတာမျိုးယာရုတက်တာမျိုးတွေကြုံရတတ်တယ်။ငကိုကသာသမီမရသူတွေသာသမီရရှိတတ်ပါတယ်။သာသမီနဲ့ပတ်သက်ပြီးတော့သာသမီထွန်ကားသောနှစ်ဖြစ်ပါတယ်။အဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်လာတဲ့အခါမိမိရဲ့အကြံစီတွေးခေါ်တွေကိုချပြပါအထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီထောက်ကူကိုရရှိတတ်ပါတယ်။ရွှေဝင်တတ်ပါတယ်။အလှပရေရာတွေရေထွက်ပုံလုပ်ငန်းတွေ အထက်လူကြီးကြီးကဲနဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်အမှုကိစ္စတွေအမွေကိစ္စတွေမှာရရှိစေနိုင်သောနှစ်ဖြစ်ပါတယ်ထို့အပြင်ထီကန်နဲ့ပတ်သက်လာတဲ့အခါမှာတော့ကန်တော့အရန်ကြီးဆမ်းပါတပုံတခေါ်ကြီးတော့အရန်ကြီးမဆမ်းပါနဲ့အကျိုးပေးစီတော့ကဏန်းဟာဆိုရင်တော့၅ကဏန်း၁ကဏန်း၄ကဏန်းဖြစ်ပါတယ်ဘာကိုလှုပ်လှုပ်စနေစနေချင်းတွဲလှုပ်တာမျိုးလေးတွေကမိတ်ဆွေတွေရဲ့ကံကိုတိုးတက်နိုင်စီပြီးတော့ဂျာစာပရိသတ်သမီးတွေရဲ့အကူအညီအထောက်အပံ့ကိုရရှိတတ်သောနှစ်ဖြစ်ပါတယ်ဒါအပြင်စနေသားသမီးမိတ်ဆွေတွေကဒီနှစ်တာအတော်တွင်းမှာဆိုရင်တော့ခကြီးသွားကိစ္စအိမ်တွင်းကိစ္စမိသားစုရဲ့ကိစ္စလေးကိုတိုင်ပင်လှု ုံဆောင်တဲ့အခါမှာဗုဒ္ဓဘူသာသမီးတွေရဲ့အကူအညီကိုရယူပြီးဆွမ်းဆောင်ရင်တိုးတက်အကောင်းမွန်နိုင်သောနှစ်ဖြစ်ပါတယ်ဆိုတဲ့အကြောင်းပြောလိုပါတယ်။ဒါအပြင်မိတ်ဆွေစနေသားသမီးတွေကဒီနှစ်တာတော်တွေမှာလူငယ်တွေအရှိရင်းနဲ့ပတ်သက်လာရင်တော့အရှိရင်းနဲ့ပတ်သက်လာရင်တော့နည်းနည်းလေးအရှိရင်းမှာငွေကုန်ကြီးကြအများရတာမျိုးအရှိရင်းနဲ့ပတ်သက်လာရင်စိတ်ထဲမှာတော့အနာစကလုံးလေးတွေအပြိုင်ဆိုင်ဖြစ်တာမျိုးလေးတွေတုံးနဲ့တူတယောက်နဲ့တယောက်တန်တရာအကြည့်တွေအထင်လွဲဆွဆွဲခံရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့စနေတွေကဒီနှစ်တာတော်တွေမှာယာယီဖူးစာတွေပေါ်လာမျိုးလေးတွေကြုံရတတ်တယ် ။သမီးကြီးသားများအဖို့ကတော့တဦးနဲ့တူတယောက်နဲ့တယောက်အဲလေတိုက်ရင်ယူနေတကယ်တူပဲ။တယောက်နဲ့တယောက်ပြဿနာလေးစကနိုင်လူတာမျိုးလေးတွေအပြိုင်ဆိုင်လေးတွေပေါ်ဝါတက်တယ်။သို့တော့ မိတ်ဆွေတို့စနေသားသမီးတွေကဒီနှစ်တာတော့တွေမှာမိမိရဲ့ချစ်သူကြီးစားဟာတနင်းလာဆိုရင်တော့အိမ်အောင်ပြူတာမျိုးလေးတွေသတိထားစင်ကြမှာမိမိနဲ့နဲ့ဆိုရှယ်မီဒီယာကနေကြီးစားဖြစ်တာမျိုးလေးတွေအရှိရင်းနဲ့ပတ်သက်လာရင်အယုံကြီးလွန်လို့ငွေလိမ်ခံရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့အရှိရင်းနဲ့ပတ်သက်လာရင်လင်တာများများမယူပါနဲ့မရတာများများမယူပါနဲ့လို့ပဲဆရာကတည့်မှာပါရစီခင်ဗျာဒါလေးတွေကိုတေချာပိုင်နိုင်ကြရတဲ့ဆုံးဖြတ်ချက်လေးကိုချဖို့ဆရာကထပ်လောင်းပြောလိုပါတယ်ခင်ဗျာစနေသားသမီးမိတ်ဆွေတွေဟာ1989ခုနှစ်ထဲမှာ ဘာကိုလှုပ်လှုပ်အကျိုးပေးစီတော့နေသားလည်းပြီးပြီအရအနေနဲ့ဆိုအကျိုးပေးစီတော့အယောင်ဟာအပန်းယောင်အဝါယောင်အဖြူယောင်အနီယောင်တွေကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စီပြီးတော့အကျိုးပေးသောအရဟာတော့အနောက်ဆူဆူရက်ဖြစ်ပြီးတော့စန်တီယာရက်ကတော့အရှိမြောက်တောင်ရက်ဖြစ်ပါတယ်အရာရာကိုမိမိရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စအရေးကြီးတဲ့ကိစ္စတွေကိုဆောင်ရွက်တဲ့အခါမျက်စွာဖျားမှာနန့်တာကြီးတုံးချက်ဆွဖြန်းပြီးတော့လူရာကိုပြောဆိုလှုပ်ဆောင်ရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိမယ်အဋိဋ္ဌံပြုလို့တပါဆိုရင်တော့ ဘုံတော်ပတိအနေနဲ့လောကဝိတုဆိုတော့ပတိကုံတော်ကိုစိတ်ချင်းဖြင့်ပွားများခြင်းစီဖြင့်ဒီနေ့ကိုသုံးပတ်နှုံးနဲ့စိတ်ဖြင့်လည်းတိုးတက်နိုင်တယ်လို့အထက်လူကြီးကိစ္စအကြီးကြီးကိစ္စလေးတွေအစင်မပြေဘူးဆိုရင်တော့တမ္မာတမ္ပုတ်တော်ပတိကို၁၂ပတ်၁၂ရက်တည်းတည်းဒိဋ္ဌံပြုပါကအစင်ပြေခြင်းတိုးတက်ခြင်းကြုံရနိုင်တဲ့ ်မိတ်ဆွေတို့အခမများဒီနှစ်ထဲမှာဆိုရင်ငားလာပိုင်းဆရာတို့အလေလောက်ရောက်တာနဲ့လည်းကံကတိုးတက်ခြင်းနဲ့ကောင်းမှုခြင်းတွေကိုအင်္ဂလိပ်လိုမေးအလေလောက်ရောက်ရင်ကံကောင်းခြင်းတွေကိုကျင်းတည်ရရှိတယ်လို့တခါတလေမှာစန္ဒိသာသမီးတွေကိုဆရာစကားလက်ဆောင်လေးတစ်ခုပေးခြင်းပါလေဆရာတို့တခါတလေမှာကိုကိုကိုကံညံ့ပြီးထင်တာမျိုးစနေရီရတခါလေးမှာကိုလုတ်တလောက်မအောင်မြင်လာတဲ့အခါမှာတိထားဖို့လိုအပ်တာတခုတော့ရှိပါတယ်။ဒါကပါလဲဆိုတော့ကိုဟာကံကောင်းမှုတွေရရှိစီဖို့အတွက် ဒီခါလေးမှာညံ့တယ်လို့ဖြစ်တာမျိုးကိုစိတ်တက်ကြသွားလို့မလိုပါဘူးဆရာဆက်မှကျမတယ်ကံကောင်းမှုတွေရလာဖို့အတွက်ဒီခါလေးမှာကံလေးဟာညံ့မလို့လို့ဖြစ်သွားပြီးတော့သူများတွေကကံကောင်းနေပြီးကိုယ်ကညံ့တယ်လို့လို့ဖြစ်နေပေမဲ့ကံကောင်းမှုတွေအကြီးအမားကြီးအခြားသူတွေရရှိလာမှာဆိုတာကိုမမေ့ပါနဲ့